UNHCR ကမြန်မာငလင်ကိုပံ့ပိုးကူညီမှုတိုးမြှင့်လှုံ့ဆော်ကြရန်နိုင်ငံတကာကိုတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ကငလင်တန်းတဲ့ဒေသများအတွက်တရုတ်နိုင်ငံရဲ့လျှံမြန်ကူညီဆောင်ရွက်မှုများကိုကြီးကျူးဂုဏ်ပြုလိုက်ပြီးနိုင်ငံတကာအနေနဲ့လည်းပံ့ပိုးကူညီမှုများတို့မြင့်လှူဆောင်ရန်တိုက်တွန်းလိုက်ပါသည် အင်အားပြင်းငလျင်ကြီးကြောင့်အသက်ပေါင်း3600ကျော်ဆုံးရှုံးပြီးနောက်ပိုင်းရက်တွေမှာမြမဟာလူသားချင်းကူညီမှုအလုံးလိုအပ်နေတယ်လို့မိုးတက်ထန်းစွာရွာသွန်းခြင်းကလည်းအခက်ခဲပိုဆိုးစေကစိတ်ထိခိုက်ကြောက်လန့်နေကြတဲ့အသက်ရှင်ကြံသူတွေရဲ့အတွက်အစားအစာတန်ရှင်ရေးခိုးလုံနေရများအရေးတကြီးလိုအပ်ကြောင်းကုလကထောက်ပြလာပါတယ် နိုင်ငံတကာအတိုင်းဝိုင်းရဲ့အကူအညီတွေအများကြီးပိုလိုအပ်ပါတယ်။ငလင်းသန်းတင်ပြည်သူတွေအတွက်သာမကပြိပခါတွေကြောင့်ဒုက္ခရောက်နေတဲ့လူသုံးသန်းခွဲအတွက်ပါလိုအပ်ပါတယ်။ဒီငလင်းကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေကိုနိုင်ငံတကာကပိုတည်သွားစေမယ်လို့မြန်မာနိုင်ငံ UNHCR ရုံးမှကိုယ်စားလှယ်နိုရီကိုတာကာကီကရန်ကုန်မှာ CGTN နဲ့အင်တာဗျူးလုပ်ရင်းပြောသွားပါတယ်။ တရုတ်ရှောင်းဖွေကယ်ဆယ်ရေးအဖွဲ့တရုတ်နိုင်ငံတကာရှောင်းဖွေကယ်ဆယ်ရေးအဖွဲ့ဟောင်ကောင်မှဆေးလွတ်တဲ့အဖွဲ့တွေကမြန်မာပြည်မှာကယ်ဆယ်ကူညီရေးတွေပြုလုပ်နေထားဆယ်ရက်ကျော်ရှိနေပြီးဘူတပ်ဖူးနေကတရုတ်တို့ပြန်သွားပြီဖြစ်ပါတဲ့ တရုတ်ကမြန်မာကိုအကူအညီပေးတဲ့ဥဆုံးနိုင်ငံတွေထဲမှာပါဝင်ချောင်းဒါဟာအလွန်ချီးကျူးစရာကောင်းပြီးဆက်လက်ပူးပေါင်းသွားဖို့မျှော်လင့်ချောင်းဒုက္ခရောက်နေသူတွေလိုအပ်နေသူတွေထံရောက်ရှိဖို့ကြိုးစားနေချောင်းဒါဟာမြန်မာလူမျိုးတွေရဲ့လူသားချင်းစာနာမှုအကူအညီများအတွက်အထူးတကားလာရောက်ဖြည့်ရှင်ပေးကြတာဖြစ်ကြောင်းဒါကခီးကပြောသွားပါတယ်လို့သိရပါတယ်ရှင်။